အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါ Tottenham Hotspur အသင်းကအခုလက်ရှိမှာဥက္ကရာ Daniel Levy ကဒါသူတို့ရဲ့နီးပြတော့ဒီ Ange Postecoglou ကိုယာရုကထုတ်ပယ်လိုက်တဲ့ပုံကိုတော်တော်လေးစိတ်ပြက်နေကြတဲ့အထူးသဖြင့်ကစားမအများစုက Daniel Levy ရဲ့ decision ကိုသဘောမကျဘူး ဖလားလက်မဲ့ဖြစ်နေသည့်19နှစ်ကြာဘယ်အသိမှမလုတ်ပြနိုင်တဲ့အရင်သွေးကိုနီးပြဖြစ်အန်ချကလုဆောင်ခဲ့ပြီးမှရာထူးကထုတ်ပယ်ခဲ့တဲ့အပေါ်ကိုတော်တော်လေးစိတ်ပြတ်နေကြတယ်ဒါပေမဲ့အခုလက်ရှိမှာထော်တန်ကအချိန်တိတ်မစွဲပဲနီးပြတဲ့ကိုအမြန်ဆုံးရှာဖွေရင်းဒါတိုမတ်စ်ဖရန့်ကိုဘရန်ဖို့ကခေါ်ဖို့စပြီးဆွေးနွေးလျက်ရှိတယ်တိုမတ်စ်ဖရန့်ကဘရန်ဖို့ကိုတန်းတက်လာကလေးကနေလက်ရှိအချိန်ထိဒါအကောင်းဆုံးစမ်းဆောင်ထားတာဖြစ်တယ်ဒါအခုလက်ရှိမှာတိုမတ်စ်ဖရန့်က ါဒါဘယ်လိုပြောမလဲဒါလက်ရှိအနေထားရ chess ဒီ tournament host ပါအသင်းကိုသူကလည်းခြင်ချင်တယ်ဓာတ်မှတ်လူမျိုးဖြစ်တဲ့ဒါ Brentford အသင်းကို2018ခုနှစ်သူ championship ကနေစတင်ခြင်တွေ့ပြီးတဲ့အချိန်ကနေစပြီးတော့အခုလောလောဆယ်မှာပွဲပေါင်း318ပွဲမှာ132ပွဲနိုင် 89ဘွဲတီတရားရှိဘွဲရှုံပါစနစ်ကတော့41.6နဲ့ဒါပေမဲ့ Brentford ကိုသူရောက်လာပြီးတဲ့အချိန်ကနေစပြီးတော့ Premier League မှာဆက်ရှိအောင်ဆွမ်းဆောင်ထားတယ်။ဒါအခုဆိုရင်၄နှစ်ထဲ၅နှစ်ထဲဝင်လာပြီ။ So Brentford ကဒီအသီးမှာဆိုတော်တော်လေးဆွမ်းဆောင်ရေးကောင်းပြထားတယ်။ဇာမားတွေတယောက်ပြီးတယောက်နော် Brentford ဆိုရင် Oliver Kane ရှိတယ် Ivan Toney ရှိတယ်။နောက် Neymar ဖေးအပါဝင်တိုက်စစ်ကောင်းမှန်များအကုန်ရောင်းတာ။ Thomas Frank ကပြဿနာမရှိဘူးရအောင်ဖြစ်အောင်လုပ်နိုင်တယ်ဆိုတော့အခု Thomas Frank ကို Spurs ကလွန်ခဲ့တဲ့9ပတ်လောက်ထဲကသူတို့က Europa League မှာဘူဆွဲသည်ဖြစ်စေဘူမဆွဲသည်ဖြစ်စေဒါနီးပြအန့်ကိုသူတို့ထုတ်ဖို့ဆုံးဖြတ်ထားတယ်အဓိက lead position ကြောင့်သူတို့ထုတ်ဖို့ဆုံးဖြတ်တယ် Spurs ကပြီးခဲ့တဲ့ရာသီ38ပွဲမှာ lead ပြိုင်ပွဲက22ပွဲရှုံးလိုက်တယ်ဆိုတော့ Tottenham နီးပြကိုသူတို့ဘက်က အပြောင်းလဲလုပ်ဖို့စဉ်းစားထားတဲ့အတွက် Daniel Levy ကဒါ Ange ကိုထုတ်လိုက်တာဖြစ်ပြီးတဲ့အချိန်မှာ Thomas Frank ကိုဆက်သွယ်ထားတယ်။ Brentford က Thomas Frank ရဲ့အပြောင်းရွှေ့ကိုပိတ်ပင်ထားပေမဲ့ရောဂျင်းဝေစာချုပ်သူ့မှာသဘောတူညီမှုရရှိတဲ့အတွက် Tottenham ကအားအကိုအသုံးချဖို့လုပ်နေတယ်။ဆိုတော့အခု Spurs က Thomas Frank ကိုဆွေးနွေးခဲ့ပြီးနောက်သူကိုယ်တိုင်က Tottenham Hotspur ရဲ့နီးပြချုပ် Head Coach ဖြစ်တော်ဝင်ယူဖို့ဆန္ဒရှိတယ်လို့ဖော်ပြထားပြီးတော့ Telegraph မှာဖော်ပြချက်ရ ထော်တန်ကသောမတ်ဖရန်ကိုခေါင်းညိတ်တဲ့သဘောတူညီမှု green light ရတာနဲ့ဒါ Brentford ကိုတရားဝင်သွားရောက်ဆွေးနွေးမှာဖြစ်တယ်။ဒီနေရာမှာ Brentford အသင်းကိုသူတို့သွားရောက်ဆွေးနွေးမယ်ဆိုရင်ပြောင်းရွှေ့ခြေ10တန်းထိပေးရမှာဖြစ်တယ်။ဒါကသူ့ရဲ့ part of the deal ရ contract ရဲ့ယိုကြီးစာချုပ်ဖြစ်တယ်။ So Spa ဥက္ကဋ္ဌ Daniel Levy ကတကယ်လို့ Thomas Frank ကိုသာခတ်မယ်ဆိုရင် ပိုဆိုဂိုဂူကိုထုတ်ပြီးတော့ပေးလိုက်ရတဲ့ယိုချင်းငွေ၄တန်းရယ်ယူရိုပါလိချန်ပီယံဖြစ်တဲ့၂တန်းရယ်သောမတ်ဖရန့်ကိုပေးတဲ့၁၀တန်းနဲ့သူ၁၆တန်းကုန်ကြမယ်အ ਨੇ ဆုံးတော့၁၄တန်းပေါ့လေတန်းကတော့သူဘိုးဆွဲတဲ့အတွက်ရတာဖြစ်တယ်ဒါပေမဲ့လည်းအခုထော့တနမ်အသေးအနေနဲ့ဒါလက်ရှိမှာနီးပြအပြောင်းလဲကိစ္စပြီးမှပဲ ူတို့ဘက်ကအခြားတာဂက်တွေကိုသူတို့ဆက်ပြီးတော့လုပ်မယ်အခုလောဆယ်မှာမတီထဲကိုအပိသက်ဝယ်မဝယ်နောက်ယူမင်းဆွန်ရဲ့အနာဂတ်ရီချားလစင်ကိုဒါသူ့ရဲ့အသင်းဟောင်းကပြန်လဲခေါ်ယူနေတဲ့အပေါ်ဒါသူတို့ဘက်ကအခုလောလောဆယ်ထီတော့စပါးစ်ကဘယ်လိုပြောမလဲဆိုတော့ဒါတော်တော်လေးကိုဒါဒါကြိုးပမ်းနေတယ် လက်ရှိဘူကီတွေမှာဖော်ပြတဲ့ on net report ရဆိုရင်တော့ Thomas Frank က also favorite ဖြစ်နေတယ်ဆိုတော့125 124 124 125 126 127အောင်ရှိတယ်ဆိုတော့အဲ့ဒါကိုကြည့်ချင်းအပြင် Tottenham Hotspur ရဲ့နီးပြားဟာ Thomas Frank ဖြစ်လာနိုင်မယ်ဆိုပြီးတော့ဘူကီတွေကတော့ယုံကြည်ထားပြီးတော့ဒီပြောင်းရွှေ့အပြီးသတ်ဖို့ Bradford ရှိကဒါသဘောတူညီမှုရဖို့ပဲကြိုးပမ်းရမှာဖြစ်တယ်ဆိုတော့ Spurs က Thomas Frank ကရောက်ခဲ့မယ်ဆိုရင်သူတို့ဘက်ကအခုလောလောဆယ်မှာ ခရစ်ယာန်ရိုမေရိုကိုတတန်းတိုးတာတို့တိုက်ရှစ်ပိုင်းအားဖြည့်တာအငားချတာတဲ့ကစားမတွေကိုအပိသက်ဝင်မဲ့ဆုံးဖြတ်တာနဲ့တခြားအပြောင်းရွှေ့တွေကိုဇက်တိုက်လုဆောင်မှာဖြစ်ပြီးတော့ကုလလောဆယ်မှာသောမတ်ဖရန်ကဒါလက်ရှိထော်နန်နီးပြရာတို့အတွက်စိတ်ဝင်စားလေးရှိတဲ့အတွက်နှစ်ဖက်ကြားဆွေးနွေးနေဆဲဖြစ်ပြီးတော့ဒါသဘောတူညီမှုရတာနဲ့ဒါရိုချင်းဝင်ဆယ်တန်းနဲ့ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်